မင်္ဂလာပါရှင်ဒီနေ့ကျမတို့အတူတူအသေးစိတ်လေ့လာဆွေးနွေးဖို့ရွေးချယ်ထားတာကတော့ဓမ္မတကျန်တွေကတိတူအိုဝါဒစာအခန်းကြီးတစ်ထည့်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒီကျမ်းစာအခန်းကြီးတွေကအချက်လက်တွေကိုအခြေခံပြီးတော့လीခေါင်းဆောင်မှုပြီးတော့မန်ကနက်တွန်တင်ကျတွင်နဲ့ပတ်သက်တဲ့အရေးကြီးတဲ့တွေးမြင်တွေကိုထုတ်နှုတ်ဆွေးနွေးတော်မှာပါ ဟုတ်ပါတယ်ဒီဆွေးနွေးမှုအတွက်အဓိကအချက်လက်အနှစ်ချုပ်ကိုတော့ The Wise Believers ဖွဲ့ကပြင်ဆင်ပေးထားတာဖြစ်ပါတယ်ကောင်းပါတယ်ကျမတို့ရဲ့ဒီနေ့ရည်မှတ်ချက်ကတော့လေအတင်းတော်ဓမ္မတို့အဖွဲ့အစည်းတစ်ခုခိုင်မာဖို့အတွက်ခေါင်းဆောင်မှုရဲ့အရေးတွေးဒီနဲ့တွင်တင်ကျတဲ့ရဲ့မန်ကမှုကဘလောက်တောင်အရေးပါတယ်လဲဆိုတာကိုဒီခန်းကြီးကနေဖော်ထုတ်ဖို့ပါပဲကဲစိတ်ဝင်စားစရာကောင်းတဲ့ဒီအကြောင်းအရာတွေကိုအတူတူခုံဆင်းကြည့်ကြရအောင်တိကျပါပြီဗျာတိတူအခန်းကြီး၁ဟာ တော်တော်လေးနဲ့လူရင်းကိုထီထီမိမိပြောထားတဲ့အခန်းတစ်ခုပေါ့ဟွန်းအတင်းတော်ရဲ့ကျမ်းမာရေးနဲ့တည်ငိမ်မှုတို့အတက်သွေးရောထီတဲ့ခေါင်းဆောင်မှုစံနှုန်းတွေဟုတ်ကဲ့ပြီးတော့မှန်ကန်တဲ့အယူဝါဒကိုထင်းထင်းပေါ်လိုအပ်ပုံကိုအလေးပေးချတာတွေ့ရမှာပါ ဒီအချက်တွေဟာအဲ့ဒီခေတ်ကကရစ်တီကျောင်းအတွက်အရေးကြီးတယ်လို့ဒီနေ့ခေတ်ကျွန်တော်တို့အတွက်လည်းစဉ်းစားစရာတွေအများကြီးပေးပါတယ်အခန်းကြီးတဲ့အစာပိုင်းပေါ်တော့အခန်းငယ်တစ်ကဏီလေးကိုကြည့်လိုက်ရင်အာရှင်ပေါလုကသူ့ကိုယ်သူဘသူလဲဆိုတာအခိုင်အမာမိတ်ဆက်တာနဲ့စထားတာတွေ့ရလဲနော်ဟုတ်ပါတယ်ဖျားသခင်ရဲ့အစီခံယေရှုခရစ်တော်ရဲ့တမန်တော်ဆိုပြီးတော့သူ့ရဲ့အခန်းကဏ္ဍနဲ့အခွင့်အနာကိုအရင်ဆုံးဖော်ပြတယ်อืมသူ့ရဲ့အမှုတော်ဆောင်ခြင်းဟာရွေးကောက်ထားသူတွေရဲ့ယုံကြည်ခြင်းတမန်တရားကိုသိရှိခြင်း ဟုတ်ထာဝရအသက်ရမျောလင်းခြင်းအတွက်ဖြစ်တယ်လို့ရီမန်းချက်ကိုလည်းရှင်းရှင်းလင်းလင်းချပြထားတယ်ဗျာဟုတ်ကဲ့ပြီးမှတူတူကိုယုံကြည်ခြင်း၌တားစီလို့ခေါ်ပြီးနှုတ်ဆက်တာအေးဘာကြောင့်ဒီလိုခိုင်မာတဲ့မိတ်ဆက်ချင်းမျိုးနဲ့စတင်တာမလဲဒါကတော်တော်လေးအရေးကြီးတဲ့အချက်ပါခင်ဗျရှင်ပေါလုကတီတူကိုခက်ခဲပြီးအရေးကြီးတဲ့တာဝန်တစ်ခုပေးအပ်တော်မှာလေอืมဆိုတော့ तू ဘုသူ့အခွင့်အာဏာနဲ့ ဒီလမ်းညွှန်ချက်တွေကိုပေးနေတယ်လဲဆိုတာကိုအရင်ဆုံးအခိုင်အမာဖြစ်ဖို့လိုအပ်လို့ပါဒါကငါပြောတာကိုနားထောင်ဆိုတဲ့သဘောထားငါကိုစေလွတ်တဲ့ဖျားရဲ့စကားကိုနားထောင်ဆိုတဲ့အတီးပဲတယောက်စီတယ်အော်ဟုတ်ကဲ့နောက်ကချက်က तू ကဒီလက်တွေ့ကြတဲ့အဖွဲ့အစည်းဆိုင်ရာလမ်းညွှန်ချက်တွေကိုထာဝရအသက်ရဲ့မျောလင့်ခြင်းဆိုတဲ့အမြင့်ဆုံးဝိညာဉ်ရေးရာရည်မှန်းချက်နဲ့ချိတ်ဆက်ပေးလိုက်တာဟုတ်ဟုတ်ပြောရရင် အတန်တော်မှာခေါင်းဆောင်ကောင်းခံဖို့မားတဲ့သွန်သင်ချက်ကိုတားဖို့ဆိုတာတွေကဒီတိုင်းလုပ်ရရဲ့အလုပ်တွေမဟုတ်ဘူး။ထာဝရအသက်ဆွဲပန်းတိုင်ကြီးစီတွားနေတဲ့လန်ခီရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတွေဖြစ်ကြလို့ဆိုလိုတာပါပဲ။ချင်းလင်းနဲ့ချိတ်ဆက်မှုပါပဲ။အဲ့နောက်အခန်းငယ်9မှာတော့တီတီကိုဂရေတီကျွန်းမှာခါခဲရတဲ့တီကြတဲ့အကြောင်းရင်းကိုပြောပြတယ်နော်။ဟုတ်ပါတယ်။ချွတ်ယွေးနေများကိုစီမံဖြင်းစင်ရန် နဲ့မြို့တိုင်းနဲ့အသင်းတော်အုပ်တို့ကိုငါမာထားသည့်အတိုင်းခန့်ထားရန်ဆိုပြီးအဓိကတာဝန်တစ်ခုပေးထားတာတွေ့ရတယ်။အဲချွတ်ရွေးနေတာဒီဆိုတာကဘာကိုဆိုလိုတာလဲ။ဂရစ်တီအသင်းတော်ကြီးရဲ့အခြေအနေကဘယ်လိုရှိနေလိုပါလဲ။ဟုတ်ကဲ့။အဲဂရစ်တီကျွန်းဟာအဲ့ဒီခေတ်ကနာမည်ကောင်းတိတ်မရှိတဲ့နေရာတစ်ခုပေါ့ဗျာ။နောက်ပိုင်းအခန့်ငယ်စနေမှာရှင်ပေါလုကိုယ်တိုင်ကဂရစ်တီသားတွေအကြောင်းသူတို့ရဲ့ပရောဖက်တယောက်ပြောခဲ့တာကိုကိုးကားဟာလာရှိတယ်လေ။ ืมရှိတယ်เนาะမူတာစကားပြောတတ်တယ်လို့ပါတော့ဟုတ်ပဲဂရတီဖီသားတို့ဒီအစင်ဖြင့်မူတာစကားကိုပြောတတ်တော်သူဆိုတော့တိရိစံပြင်းရီတော့ဝမ်ဘိုက်ဖြစ်ကြဤဆိုရလေဆိုတော့ဒီလိုနောက်ခံအခြေအနေမှာတီထောင်ထားတဲ့အသင်းတော်တွေမှာစနစ်တကျမရှိတာတွေအဖွဲ့အစည်းပုံစံအားနည်းတာတွေတုံတင်ချက်လွဲမှားမှုတွေရှိနေနိုင်တာကိုချွတ်ယွင်းနေသည်များလို့ဆိုလိုတာဖြစ်နိုင်တယ် 哦。ဒါကြောင့်တီတူရဲ့ဖမဇွန်အလုတ်ကရှိပြီသားပြဿနာတွေကိုဖြေရှင်းဖို့အတင်းတော်တွေကိုစနစ်တကျပြန်လည်ဖွဲ့စည်းတည်ဆောက်ဖို့ဖြစ်လာတယ်။ဒီလိုလုပ်ဖို့အတွက်အဓိကတော့ချက်ကရေချင်းပြည့်မီတဲ့အတင်းတော်အုပ် Elder Overseers တွေကိုခန့်အပ်ဖို့ပဲ။ဟုတ်ကဲ့။ဒါဟာကစင်ကလျားဖြစ်နေနိုင်တဲ့အခြေအနေကိုတည်ငြိမ်အောင်လှုပ်ဆောင်ဖို့ဖမဇွန်လိုအပ်တဲ့အခြေခံအုတ်မြစ်ပါပဲ။ဟုတ်ကဲ့။ ဒါဆိုရင်အဲ့ဒီခေါင်းဆောင်တွေအတင်းတော်ဦးဒီမှာဘလို့အည်အချင်းတွေရှိရမလဲဆိုတာကအဓိကမေးခွန်းဖြစ်လာတာပေါ့နော်အခန်းငယ်6ကနေ9မှာဒီအည်အချင်းတွေကိုတော်တော်လေးအသေးစိတ်စင်ရင်ပြုစုပြီးဖော်ပြထားတာတွေ့ရတယ်ဒါကိုကြည့်ရင်တော်တော်လေးမြင်မာတဲ့စံနှုန်းတွေလို့ထင်ရတယ်နော်တကယ်ကိုမြင်မာတဲ့စံနှုန်းတွေပါပဲဒါတွေကိုအုပ်စုခွဲကြည့်လို့ရပါတယ်တမဆုံးအရေးကြီးဆုံးကအခန်းငယ်6မှာအပြစ်တင်ခွင့်နဲ့ကင်းလွတ်တော်သူ blameless above reproach ဖြစ်ရမယ်ဆိုတာပါ။အင်းအပြစ်တင်စရာမရှိတဲ့သူ။ဟုတ်။ဒါကဘာအပြစ်မှမလုပ်ဘူးတဲ့သူလို့ဆိုလိုတာထက်အများကသူ့ရဲ့အကျင့်စာရိတ်တန်နဲ့ပတ်သက်ပြီးအတီးပြုတ်ပြောဆိုနိုင်တဲ့အပြစ်တင်စရာအကြောင်းကြီးရင်မာမာမရှိတဲ့သူ၊ဂုံတိခါရှိတဲ့သူလို့ဆိုလိုတာပါ။ဒါကအခြေခံအကြဆုံးလွှတ်ချက်တယ်။ဒီအချက်တွေကဘာကြောင့်ဒီလိုအရေးကြီးလာပါလဲ။မိသားစုအုပ်ချုပ်နိုင်မှုကအတင်းတော်ဥဆောင်မှုနဲ့ဘယ်လိုဆက်ဆက်နေပါသလဲဟုတ်ကဲ့ ဒီအချက်ကရှင်ဘောလူရဲ့ခေါင်းဆောင်မှုအပေါ်ရှုမြင်ပုံကိုကောင်းကောင်းဖော်ပြနေတယ်ဗျာသူ့အမြင်မှာလူတယောက်ရဲ့အနီးကဆုံးတာဝန်ဖြစ်တဲ့မိသားစုကိုတောင်ကောင်းကောင်းမအုပ်ချုပ်နိုင်ဘူးဟုတ်တယ်တစ္ဆာမဆောင်တည်နိုင်ဘူးတာသမီးတို့ကိုကောင်းမွန်စွာမထိုင်းကြောင်းနိုင်ဘူးဆိုရင်ပိုကျပြန်ပြီးပိုရှုပ်ထွေးတဲ့ဖျားတကယ်မြဲမိသားစုဖြစ်တဲ့အတင်းတော်ကိုဘယ်လိုအုပ်ချုပ်ဥဆောင်လမ်းပြနိုင်မလဲဆိုတဲ့အတွေးဟောဖြစ်ပါတယ်อืมဟုတ်ကဲ့ အကလည်းအဲ့ဒီခေတ်ယဉ်ကျေးမှုနောက်ခါမှာလင်ပိုင်းဆိုင်ရာသစ္စာဆောင်သိမှုနဲ့အိမ်ထောင်ရေးတည်ငြိမ်မှုရဲ့အရေးပါပုံကိုပြရတာပါဟုတ်ကဲ့မိသားစုအပြင်ခေါင်းဆောင်ရဲ့အသွင်စိတ်သဘောထားနဲ့အပြင်ဘက်အဖြစ်မှုတွေနဲ့ပတ်သက်တဲ့အရေးချင်းတွေလည်းအများလေးပါဝင်နေပါသေးတယ်အခန်းငယ်ခုနှစ်ရှိမှဆိုရင်ကိုယ်အလိုတို့မလိုက်တတ်သောသူစိတ်တို့လွယ်သောသူမဟုတ်စပ်ပြည့်ရည်နဲ့ရင်မှုသောသူမဟုတ်ဟုတ်သူတပားကိုရိုက်ဖို့ကြမ်းကြုတ်သောသူမဟုတ် မတရားသောစီးပွားကိုတတ်မှတ်တော်သူမဟုတ်ဆိုတဲ့ရှောင်ရမယ်အချက်တွေပါတယ်ပြီးတော့ရှိရမယ်အရေးချင်းပေါ့နော်အဲ့ကလေးသူကိုလက်ခံချစ်ခင်တော်သူအကောင်းဝနှစ်သက်တော်သူအင်ဂျီဆောင်တော်သူတရားတော်သူတန်ရှင်းတော်သူကိုကိုချုပ်တီးတော်သူခရမယ်ဆိုတာတွေလေဒီစီရင်ကိုကြည့်ရင်ကိုချင်းတရားပိုင်းကိုရန်အလေးပေးထားလာတွေ့ရတယ်ဟုတ်ပဲဗျာဒီအရေးချင်းစီရင်တစ်ခုလုံးကိုခြောင်ကြည့်လိုက်ရင်ရှင်ပေါ်လူကခေါင်းဆောင်တရားအတွက်အဓိကထားတိုင်းတာနေရာဟာ လောကမှာအများအားဖြင့်တိုင်းတာလက်ရှိတဲ့စီမံခန့်ခွဲမှုစွန့်ရည်ဟုတ်စကားပြောကျွမ်းကျင်မှုပညာရည်ချင်းသို့မဟုတ်ယာတို့အရှင်အဝါမဟုတ်ပဲ သူ့ရဲ့ကိုကျင့်တရား character sickness sector temperament နဲ့ဖျားတရားနဲ့အညီအသက်ရှင်မှု godliness တင်နေတာကိုတွေ့ရမှာပါဟုတ်ကဲ့ဥပမာစိတ်မတူလွယ်တာကိုကိုကိုချုပ်တင်နိုင်တာအေဝဲကြည်ပွန်တာဆိုတာတွေဟာလူတွေနဲ့ဆက်ဆံတဲ့အခါအတင်တော်ကို တိုးထင်းလို့ထင်းကြောင်းတဲ့အခါမရှိမဖြစ်လိုအပ်တဲ့အရေးချင်းတွေပါဒါရီကဟန်ဆောလို့မရတဲ့အတွင်းသဘောကနေထွက်လာမယ့်အရာတွေဖြစ်ပါတယ်။နောက်ဆုံးအခန်းငယ်ခိုးမှလည်းအရာရေးကြီးရဲ့အရေးချင်းတစ်ခုကိုထပ်ပြောထားရဲ့နော်။အရာဒဩဝါဒနဲ့ညီတော်တစ္ဆာစကားကိုဆွဲမဲစွာဆုံလျှောက်တော်သူဖြစ်ရမည်။ဟုတ်ပါတယ်။အကြောင်းမူကားစင်ကြယ်သောဩဝါဒအားဖြင့်တိုက်တွန်းသွေးဆောင်ခြင်းက၎င်းညင်းခုန်သောသူတို့ကိုခြေပိခြင်းက၎င်းတတ်နိုင်မည်အကြောင်းတည်း ဆိုပြီးတော့လေမန်ကန်တဲ့တွင်တင်ချက် sound doctrine နဲ့ပတ်သက်တဲ့အရေးချင်းပါဒါကဘာကိုဆိုလိုတာပါလဲဘာကြောင့်ဒီလောက်အရေးကြီးရတာပါလဲဟုတ်ကဲ့ဒီအချက်ကခေါင်းဆောင်ရဲ့ကိုချင်းတရားပိုင်းအရေးချင်းနေနဲ့တရားချိဆက်နေပါတယ်သူကိုယ်တိုင်ကမန်ကန်တဲ့တွင်တင်ချက်သစ္စာစကားကိုနားလေလက်ခံစွဲမြစွာအကိုင်းဆွဲထားုံပချာမကဘူးအေးအဲ့ဒီတွင်တင်ချက်တွေကိုအခြေခံနေသူတပားကိုတီဆော့ဖို့ တိုက်တွန်းသွေးဆောင်ခြင်းကတွင်တင်နိုင်စွာရှိရမယ်။ဒါပြင်အသင်းတော်ကိုမာယွင်းတဲ့လမ်းကြောင်းပေါ်ဆွဲခေါ်သွားနိုင်တဲ့စန့်ကျင်ဘက်အယူအဆတွေညှင်းခုမှုတွေပေါ်လာတဲ့အခါမှာလည်းအဲ့ဒီမန်ကန်ရဲ့တွင်တင်ချက်တွေကိုအခြေခံပြီးခိုင်မာတဲ့အကြောင်းပြချက်တွေနဲ့ခြေပိနိုင်စွာညှင်းခုပေါင်းသူတို့ကိုခြေပိခြင်းဟာရှိရမယ်လို့ဆိုလိုတာပါ။ဟုတ်ကဲ့ဒါကအသင်းတော်ရဲ့ဝိညာဉ်ရေးရာကျမ်းမာရေးနဲ့တန့်ရှင်စင့်ကြယ်မှုကိုကာကွယ်ဆောက်ရှောက်ဖို့ခေါင်းဆောင်မှာရှိရမယ်။ အ धिक တာဝန်ထူဖြစ်ပါတယ်။ကိုချစ်တရားကောင်းမွန်မှုနဲ့တုံသိမ့်နိုင်စွမ်းကကွယ်နိုင်စွမ်းနှစ်ခုတွဲနေတာပါပဲ။ဒါဆိုရင်ကောင်းမွန်တဲ့ခေါင်းဆောင်မှုရဲ့ပုံရိပ်ကတော်တော်လေးရှင်းလင်းသွားပြီပေါ့။ဒါပေမဲ့တီတုရင်ဆိုင်နေရတဲ့လက်တွေ့အခြေအနေကအဲ့ဒီလောက်မယူရှင်ဘူးနော်။ဟုတ်ဟုတ်ခန်းငယ်ဆယ်ကနေ16မှာကရက်ဒီကျွမ်းမှာရှိနေတဲ့ပြဿနာရဲ့အရင်းအမြစ်ကိုရှင်ပေါ်လူကတဲ့တဲ့ထောက်ပြထားတယ်။အเจ้าမူကနားမထောင်ဘဲ အချိုးမဲ့သောစကားကိုပြော၍လှင့်ချားသွားသူအများရှိကြ၏အထူးသဖြင့်အရေးဖြားလိချင်းကိုခံတော်သူတို့တွင်ထိုးထိုးသောသူရှိကြ၏လို့ဆိုထားတယ်ဒီအရေးဖြားလိချင်းကိုခံတော်သူတွေကဘယ်သူတွေလဲသူတို့ရဲ့ပြဿနာကဘာပါလိဒီအရေးဖြားလိချင်းကိုခံတော်သူတွေဆိုတာကအဓိကအားဖြင့်ဂျူလူမျိုးနောက်ခံကန်ရဲ့ခရိယန်ခေတ်လာတဲ့သူတွေထက်ကအောက်စုတစုကိုရည်ညွှန်းတာဖြစ်နိုင်ပါတယ်ဗျ။သူတို့ရဲ့အဓိကပြဿနာက ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်ကယ်တင်ခြင်းရတယ်ဆိုတဲ့အေဗင်ဂေလိတရားကိုလက်ခံပေမဲ့ဟုတ်လူတယောက်တကယ်ကယ်တင်ခြင်းရဖို့ဆိုရင်ဂျူလီမျိုးတို့ရဲ့ပြည့်ညတ်တရားတဲ့အထူးထွင်အယေဖျားလီကင်းဆိုတဲ့ဒလေးထုံးဆောင်ကိုလည်းလိုက်နာဆောင်ထင်းဖို့လိုအပ်တဲ့လို့တွင်တင်နေကြတာပါတာဟာကျေးဇူးတော်တရားကို ပြည့်ညတ်တရားနဲ့ယောနှောလိုက်တာဖြစ်ပြီးအေဗင်ဂေလိတရားရဲ့အနစ်တရာကိုမွေးမိန်ဆွေတယ်အော်ဟုတ်ကဲ့သူတို့ကအကျိုးမရှိတဲ့အငြင်းအခုံတွေလူလုတ်ပြည့်ညတ်တွေ ဂျူးလူမျိုးတွေရဲ့ဒန်တာရီလို့ကိုအလေးပေးပြောဆိုနေကြတယ်သူတို့ရဲ့သွန်းနှင်မှုတွေကဘလောက်ထိဆိုးကျိုးတက်ရောက်မှုရှိနေလို့လဲရှင်ပေါလုကအခန့်ငယ်စစ်တီမှာလေထိုသူတို့ဤနှုတ်ကိုပိတ်ထားရမည်ဟုတ်ကဲ့သူတို့မစင်ကြရောစီဝါကိုတမလျက်မသွန်တင်အတောအရာတို့ကိုသွန်တင်၍အိမ်တောင်များကိုတဆုလုံးဖြက်စီးတကြီးလို့ပြောထားတယ်အိမ်တောင်များကိုတဆုလုံးဖြက်စီးတယ်ဆိုတာကတော်တော်ပြင်းထန်တဲ့စကားနော်တကယ်ကိုပြင်းထန်ပါလေဗျသူတို့ရဲ့မာယွန်းတဲ့သွန်တင်ချက်တွေက လူတွေရဲ့ယုံကြည်ခြင်းကိုလမ်းလွဲစင်ယွန်းတာမကမိသားစုတွေတည်းအထိသဘောထားကွဲလဲမှုတွေပဋိပက္ခတွေဖြစ်စေပြီးတော့လေအိမ်တော်စုတစ်ခုလုံးရဲ့ဝိညာဉ်လေးကတည်ငြိမ်မှုကိုပျက်စီးစေတဲ့ဒီအန္တရာယ်ကြီးမားတယ်လို့ရှင်ဘော်လူကရှုမြင်တာပါ။အင်းနောက်တစ်ချက်သတိထားမိဖို့ကသူတို့ရဲ့လှုပ်ဆောင်ချက်နောက်ွယ်ကရွေးချက်ထားမစင်ကြယ်သောစီးပွားကိုတတ်မှတ်ခြင်း dishonest game ဖြစ်တယ်လို့ထောက်ပြထားတာပဲ။ဆိုလိုတာကသူတို့ဟာသမာဓိကိုဟိုးပြနေတာမဟုတ်ပဲကိုကျိုးစီးပွားအတွက်ငွေကြီးအမြတ်အစွန်းတော့ဘာသာရေးကိုသုံးချန်နေကြတာဖြစ်တယ်။ဟုတ်ကဲ့ ဒါဟာဝိညာဉ်ကြီးရဲ့ခေါင်းဆောင်မှုမှာအန်ဒီရဲ့အကြီးမားဆုံးရာထူးတွေကတစ်ခုပါပဲ။ Your Chenio ကင်တွေ့ဖို့တိတ်တူကိုဘယ်လိုလမ်းညွန်ချက်ပေးထားပါသလဲ။ရှင်ပေါလုရဲ့လမ်းညွန်ချက်ကလုံးဝအလျှော့ပြတာမရှိဘူးဗျ။အခန်းငယ်73မှာထိုတက်သေးခံချက်ဒီမှန်ပေ၏။ထို့ကြောင့်သူတို့ဒီယုံကြည်ခြင်း၌စင်ကြဲခြင်းရှိမိကြောင့်သူတို့ဒီပြင်းပြင်းထန်ထန်ဆုံးမဖြစ်တင်လို့လို့ဆိုထားတယ်။ပြင်းပြင်းထန်ထန်ဆုံးမဖြစ်တင်ရင်ဟုတ်ကဲ့ rebuke them sharply ဆိုတဲ့စကားလုံးကိုတုံးထားတယ်။အခန်းငယ်7မှာလည်းသူတို့ရဲ့နှုတ်ကိုပိတ်ထားရမယ်။ must be silence လို့ပြောတယ်။ ဒါအလျှော့တင်လို့ရမယ်ကိစ္စမဟုတ်ပဲအတင်းတော်ရဲ့ကျမ်းမာရေးနဲ့တမန်တရားကိုကာကွယ်ဖို့အတွက်ဖြစ်ပျက်သားတာအရေးယူကြိုက်တွေ့ရမယ်ဆိုတဲ့သဘောပါဟုတ်ကဲ့ဒီလိုဖြစ်နေတဲ့တုံ့ပြန်မှုကသူတို့ရဲ့မာယူနဲ့သွန်သင်ချက်တွေရဲ့အန်တဲ့ဘလောက်ကြီးမားတယ်ဆိုတာကိုမိမောင်းထုတ်ပြနေတာပဲဒီမာယူနဲ့သွန်သင်သူတွေနဲ့ပတ်သက်ပြီးရှင်ပေါင်းလို့ရဲ့နောက်ဆုံးသုံးသက်ချက်ကအခန်းငယ်၆မှာလာတယ်နော်ဟုတ်ပါတယ်သူတို့ဒီဖျားသခင်ကိုတည်တည်ဟုဝန်ခံတော်လဲအကျင့်အားဖြင့်ညှင်းပယ်ကြ၏ဆက်စုံရွှန်ရှာပွဲတော်သူ နားမထောင်တော့သူကောင်းတော့မှုတဆုံတခုကိုမြဖြူစုချင်းကအရေးမမီတော့သူဖြစ်ကြ၏ဒီအချက်ကရင်အရေးကြီးတယ်လို့ထင်ပါတယ်ရှင်ပါစက်ကပြောတာနဲ့လက်တွေ့လောက်ရကွာခြားနေခြင်းနဲ့ပြည့်တနာပေါ့ဒါဒီအခန်းကြီးတစ်ခုလုံးရဲ့အဓိကအချက်တည်းကတစ်ခုလို့ပြောလို့ရပါတယ်ဗျာစစ်မှန်တဲ့ယုံကြည်ခြင်းဆိုတာပါစက်ကဝန်ခံယုံ theory အရာတည်နေုံနဲ့မလုံလပ်ဘူးဟုတ်လက်တွေ့အသက်တာ အကျင့်လိုက်ပါဖို့လိုအပ်တယ်ဆိုတာကိုပြင်းပြင်းထန်ထန်တတိပေးနေတာပါသူတို့ကဖျားသခင်ကိုတီးတယ်လို့ကြွေးကြော်နေပေမဲ့သူတို့ရဲ့လုံရက်တွေအကျင့်တွေဥပမာမစင်ကြတဲ့စီးပွားကိုရှာတာအိမ်တော်တွေကိုဖျက်ဆီးတာအဲ့ဓာတွေကဖျားသခင်ကိုငံ့ပယ်နေပါတယ်ဆိုတာကိုပြသနေတယ်ဟုတ်ပဲဒီလိုဟန်ဆောင်မှုအသွင်းပြန်မညီညွတ်မှု hypocrisy ကို ရှင်ဘောလူကဆက်ဆုပ်ယွန်ရှာဝဲဆိုတဲ့အထိ ပြင်းထန်တဲ့စကားလုံးတွေရှုတ်ချထားတာတွေ့ရတယ်။အခန်းငယ်15မှာပြောထားတဲ့စင်ကြဲသောသူတို့ကယာယာစင်ကြဲဤစိတ်နှလုံးညစ်ညူ၍မယုံကြည်သောသူတို့ အားမူကအဘဲအရာမျှမစင်ကြဲဆိုတာနဲ့လည်းဆက်ဆက်နေပါတယ်။อืมသူတို့ဤဥညာနဲ့ကိုကိုကိုတိတော်စိတ်နှစ်ပါးလုံးညစ်ညူလျက်ရှိဆိုတော့အသွင်းစိတ်မစင်ကြဲရင်သူတို့ရဲ့အမြင်သူတို့ရဲ့လို့ရအားလို့ဟာလဲညစ်ညူနေမှာပဲဆိုတဲ့သဘောပါပဲ။ကဲဒါဆိုရင်ဒီတီတူအခန်းကြီး1 တခုလုံးကိုပြန်ခြုံငုံပြီးကြည့်တဲ့အခါဒီနေ့ခေတ်ကျမတို့တော့ဘလို့အဓိကသင်ခန်းစာတွေထောက်ယူဆင်ခြင်စရာတွေရနိုင်မလဲ The wise believers ကအနစ်ချုပ်ထားတဲ့အချက်တွေရအဓိကပိုင်းတော်ပိုင်းခွဲပြီးကြည့်လို့ရမယ်ထင်ပါတယ်နော်ပထမအချက်ကခေါင်းဆောင်မှုနဲ့ပတ်သက်တာပေါ့ဟုတ်ပါတယ်ပထမအချက်ကတော့ရေချင်းပြည့်ဝပြီးကိုချင်းတရားကောင်းမွန်တဲ့ခေါင်းဆောင်မှုရဲ့မရှိမဖြစ်အရေးပါပုံပါပဲရှင်ဘောရုချက်မှတ်ထားတဲ့စံနှုန်းတွေကိုကြည့်ရင် အရေးချင်း skill ဟုတ်အတွေ့အကြုံ experience ဒါမှမဟုတ်ပညာရေး education ထဲကိုကျင့်တရား character နဲ့စိတ်နေစိတ်ထား integrity ကိုအဓိကဦးစားပေးထားတာတွေ့ရတယ်ဟုတ်ကဲ့အထူးသဖြင့်ခေါင်းဆောင်ရဲ့ကိုယ်ပိုင်အသက်တာမိသားစုကိုစီမံအုပ်ချုပ်ပုံကသူရဲ့ခေါင်းဆောင်မှုအရေးချင်းကိုပြသတဲ့အရေးကြီးတဲ့အတိုင်းအတာဖြစ်တယ်လို့ဆိုထားတာဟာဒီနေ့ခေတ်ခေါင်းဆောင်ရေးချယ်ရင်းနဲ့ ခေါင်းဆောင်မှုဖွံ့ဖြိုးရေးအတွေ့အခေါ်တွေအတွက်စင်ခေါ်မှုတစ်ခုဖြစ်နိုင်ပါတယ်ဗျာ။ဒါဆိုဒုတိယအဓိကတင်ကန်းစာကဘာဖြစ်မလဲရှင်။ဒုတိယအချက်ကတော့တမတရားမှန်ကန်တဲ့တွင်တင်ချက်တွေကိုတံပိုးထားပြီးထိန်းသိမ်းစောင့်ရှောက်ဖို့လိုအပ်ခြင်းပါပဲ။အတင်းကိုထဲကိုစိမ့်ဝယ်လာနိုင်တဲ့မာယွင်းတဲ့တွင်တင်ချက်တွေ။အင်း။အထူးသဖြင့်ကိုဂျိုးစီဖွားအပ်တဲ့ငွေချေးအကျိုးမြတ်တဲ့ဟောပြောတွင်တင်မှုတွေ။ဒါမှမဟုတ်အခြေအမျက်မရှိတဲ့လူလုံးပလက်တွေ။ တန်တရားရီဆန်းဆန်းအယူအဆတွေကို ခွဲခြားသိမြင်နိုင်ဖို့လိုတယ်။သိမြုံကြမကပဲလိုအပ်ရင်ပြက်ပြက်သားသားတုံ့ပြန်ခြေပင်းနိုင်ဖို့လည်းလိုအပ်တယ်။ဟုတ်ကဲ့ဒါကိုလုံးနိုင်မို့ဆိုရင်ခေါင်းဆောင်တွေရောယုံကြည်သူတူချင်းစီကပါမှန်ကန်တဲ့ထမတရားကိုကောင်းကောင်းနားလည်သဘောပေါက်ပြီးပိုင်ပိုင်နိုင်နိုင်သိရှိခါဖို့အရေးကြီးတယ်ဆိုတာကိုတရားခန်းကြီးကတွေ့ဝိုက်ပြီးအလေးပေးနေပါရဲ့ရှင်။အရင်မှန်ပါရဲ့ရှင်။နောက်ဆုံးတတိယအချက်ဒါကလည်းပထမအချက်ဒုတိယအချက်တွေနဲ့ဆက်ဆက်နေပြီး အရန်အေးကြီးတဲ့အချက်လို့ထင်တယ်။အဲ့ဒါကယုံကြည်ခြင်းနဲ့အကျင့်ရဲ့တထက်တဲ့ကြောင့်မူသာသာတဖြစ်မှုပါပဲနော်။အတိအကျပါပဲဗျာ။ဒါကို integrity တမာတိလို့ခေါ်နိုင်ပါရဲ့။ဖျားသခင်ကိုသိတယ်ယုံကြည်တယ်လို့ပါဇက်ကပြောနေုံဝန်ခံနေုံနဲ့မပြီးဘူး။ဟုတ်။နေ့စဉ်တတ်တာမှာကိုယ့်ရဲ့လောကရဲ့တည်ဆုံးဖြတ်ချက်တည်ဆက်ဆံရေးတွေကကိုယ့်ရဲ့ယုံကြည်ချက်နဲ့ကိုက်ညီမှုရှိရလား။ဆိုတော့အမြဲတမ်းဆန်းစစ်ဖို့လိုအကြောင်းဒီခန်းကြီးကတတိပေးနေပါတယ်။ အခန်းငယ်16မှာဖော်ပြထားတဲ့ဖျားသခင်ကိုတည်တည်ဟုဝန်ခံတော်လဲအကျင့်အဖြစ်ညင်းပေတဲ့ဟန်ဆောင်မှုမျိုးကိုကျွန်တော်တို့အားလုံးဆောင်ရဖို့လိုပါတယ်ဟုတ်ကဲ့အတွင်းစီစင်ကြမှုကအပြင်ပန်းလှုပ်ဆောင်ချက်ဒီကိုမှန်ကန်စေပြီးအကျိုးရှိစေတဲ့ဆိုတဲ့အခန်းငယ်စကားကချက်ကိုလည်းပြန်အမရတင်ပါတယ်စစ်မှန်တဲ့ယုံကြည်ခြင်းဟာအတ္တတာနဲ့တည်တည်ပြားတဲ့အရာဖြစ်ပါတယ်ဒီနေ့ကျမတို့အတူတူလေ့လာဆွေးနွေးခဲ့တဲ့တီတူဩဝါရစာခန်းကြီးတစ်ကနေအဓိကထုတ်လို့ရရှိတဲ့အချက်တွေကိုပြန်ချုပ်ရင်ပေါ့နော် ခိုင်မာပြီးကြမ်းမာတဲ့အသင်းတော်ဓမ္မမော့အခွင့်အစည်းတစ်ခုတည်ဆောက်ဖို့အတွက်ကိုချင်းတရားအခြေခံတဲ့အရေးချင်းပြောရခဲ့ခေါင်းဆောင်မှုမှန်ကန်တဲ့သင်တန်းချက်တွေကိုအခိုင်မာစုပ်ကိုင်းပြီးကာကွယ်ဆောင်ရှောက်မှုဟုတ်ကဲ့ပြီးတော့ယုံကြည်ချက်နဲ့လက်တွေ့အကျင့်တထက်တည်းကြတဲ့အစစ်မှန်မှုဆိုတဲ့မတိုင်တူးမှုမှာအလွန်အရေးကြီးဆုံးတွေ့ရပါတယ်ရှင်ဒီဆွေးနွေးချက်မှာအာသုံးပြုခဲ့တဲ့ချက်လက်အကျင့်ချုပ်ကို The Wise Believers ကပြင်ဆင်ခဲ့တာဖြစ်ပါတယ်ဟုတ်ကဲ့ နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဆက်လက်စဉ်းစားဖို့အတွက်အတွေ့အကြုံထက်ဆင်ဝေးများခြင်းပါတယ်ဗျာဒီကျမ်းပိုက်မှာခေါင်းဆောင်တွေမှာရှိရမယ့်ကိုချင်းတရားဇန်နုံးတွေနဲ့မှားရွေးတဲ့တွင်တင်ချက်တွေကိုခွဲခြားသိမြင်ပြီးခြေပါနိုင်စွမ်းရှိဖို့လိုအပ်ကြောင်းလေးပြထားတာတွေ့တယ်ဟုတ်တွေ့ရပါတယ်ဒီနေ့ကမှတရင်းချက်လက်တွေအတွေ့ခေါ်တွေတွင်တင်ချက်တွေအလွန်ပေါများပြီးတော့လေမှန်တဲ့ထင်ရပေမဲ့လမ်းလွဲရှင်းနေတဲ့အရာတွေလည်းအများကြီးရှိနေတဲ့လောကကြီးမှာကျွန်တော်တို့တူးချင်းစင်နေတဲ့ ဒီလိုခွဲခြားသိမြင်တဲ့ဉာဏ်ပညာနဲ့စင်ချင်းတုံတရားကိုကိုကူကိုဘလို့ပြုစုပြုထောင်နိုင်မလဲဟုတ်ကဲ့ခေါင်းဆောင်တွေကိုအကဲဖြတ်ဖို့ဒီစံနှုန်းတွေကိုတုံးလို့ပဲကိုယ့်ရဲ့ယုံကြည်မှုနဲ့အတွေ့အခေါ်တွေကိုရောဘလို့စစ်ဆေးမလဲအထူးသဖြင့်ရည်ရွယ်ချက်တွေကပေါ်လင်းခြင်းမှာပေါ်လင်းနိုင်တဲ့ဆွဲဆောင်မှုရှိပုံပေါ်ပြီးမဲ့အန်ဒီရရှိနိုင်တဲ့တွန့်တင်မှုတွေလက်ညှိုးမှုတွေကိုဘလို့ခွဲခြားသိမြင်ပြီးမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာတည်မြဲအောင်နေထိုင်နိုင်မလဲဆိုလာကအင်းကျွန်တော်တို့အားလုံးအတွက်အရေးကြီးတဲ့စင်ခေါ်မှုတစ်ခုဖြစ်တယ်လို့ ဆက်လက်ဆင်ခြင်အဖြစ်ရှာရမယ့်မိန့်ခွန်းတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာ။